အကောင်းလားလှုပ်ပြီးလိန်လို့မရဘူးကောင်းတာလှုပ်ရင်လည်းလိန်လို့မရနော်ဂျင်းတဲ့မဲ့တော့မကြိုးစားနဲ့အဲဒီကဘာလှုပ်လှုပ်လူတွေရဲ့ရင်ထဲမှာမတန်တဲ့လားရှိတယ်မတန်တဲ့နေတာဖြစ်တာကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရင်ထဲမှာရောက်တာအဲ့တော့ကိုလူသမီးအားတွေဟာ နံပါတ်1ပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတော့လို့မေးချစ်နှလုံးသားထဲမှာရှိနေတာလားအုံနောက်ထဲမှာရှိနေတာအုံနောက်ဆိုတာပြည့်ချင်းပြတ်သွားတာပဲလေနှလုံးသားဆိုရင်ခွဲစိတ်ကူတာတာမျိုးရှိရမယ်တင်းအုံနောက်ကလည်းလုံမလုံတော့နှလုံးကလည်းလုံမလုံတော့ အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းတည်ရင်မီးတကြွတဲ့ထဲပတ်သွားဟုတ်လားဒါမြင်ကန်တရားတွေနဲ့ပတ်သွားမလားဟာအုံနောက်ထဲမှာနှလုံးသားထဲမှာပတ်သွားမလားအဲ့ပတ်သွားရင်တော့အေးတာပေါ့နော်တပွားကြီးညဆဖရားကတင်ကြီးတတ်တာတကံဟောတိကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ်ဆိုဘယ်မှာဒီပုံရိပ်တွေကထင်သွားတော့ဆိုတော့ ကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တည်းစိတ်အစင်မှာဖြစ်တာ mental process လို့ခေါ်တဲ့စိတ်အစင်နဲ့စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေရီမြစ်ကြီးစီးဆက်နေတဲ့အချိန်မှာမြေကြီးကစီးနေမပြတ်စီးနေအဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစင်ကြီးကမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစင်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုပ်လိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနေ ်ရနိုင်မှု CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရတယ်ရှင်တွေကတော့ဖြောင်းလို့မရဘူးတာအဲ့တော့ဒီဘဝထင်တဲ့ပုံရိပ်တွေဟာလူသေးသွားတော့ပျောက်သွားရောလားလို့ဆိုပြောစရာတင်းစာအာရယာကိစ္စတွေဒီပုံရိပ်တွေဟာသူ့နဲ့အတူပါသွားလိမ့်မယ်တဲ့ပါတော့မှာပဲတင်းစတာအနုကံဟောတဲ့ ဒါရီယာနောက်ကဘဝတန်တဲ့အဆက်ဆက်မှာပါသွားပြီးအရေးပမာလိုက်မိမှဖြစ်တယ်။ဒါကြောင့်မို့ပုံရိပ်မကောင်းတဲ့ပုံကိုယ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီးပုံရိပ်ကောင်းတဲ့ပုံကိုယ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်။ဒီပုံရိပ်တွေကြည့်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်။ဒါကိုပဲမြတ်စွာဘုရားကရှင်ကမံဂရိတန်တိကလျာဏဝပပကံဝတတကမတ္တသာဒါပွေတန်တိဆိုတာဒါကိုဟောတာเนาะ ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့တို့လှုပ်တဲ့မြအကုသကံအကုသကံတို့ရဲ့အပွေးကိုလှုပ်သွေခံရမယ်ဆိုတာအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားဆုံးမတယ်အလုလက်ခံထားတဲ့ကမ္မသကတ္တသမ္မာဒိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်လို့မှာကမ္မသကတ္တသမ္မာဒိဋ္ဌိအမြင်မရှိရင်ဘုဒ္ဓဘာသာဖြစ်ဘူး ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုနေပေမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဗုဒ္ဓဘာသာဆက်ဖြစ်ဘူး။ယသဗျာကိုယ်တိုင်ကကံတိုင်းဤကျိုးအလေးနဲ့ထားပြီးအခြေခံအပြင်ဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ကံတိုင်းဤကျိုးယုံကြည်လက်ခံခြင်းဆိုရယ်သိမြင်ခြင်းဆိုရယ်ကမ္မတက္ကတာတမတ္တိရှိရမယ်။